တွင်ဒီအနက်နဲ့ဆင်လဲအော်ဒီနေ့စားပြမယ့်အတီးလေးကတော့ဟိုဒီရှေ့မှာရှိတဲ့ထိုင်းလို့အခေါ်လမ်ရိုင်ခရစ်စတန်ဘောနော်မြန်မာလူမျိုးကြတော့တိတ်ရှာမသိလို့တစင်မပြောတော့ဘောနော်တကယ်လို့မြင်မှုစားဘူးတဲ့သူရှိရင်တော့ပြောပြသွားလို့ရပါတယ်ရှင်ဒီထုတ်လေးကိုဘတ်260တော့မှပေးရတာဘောနော်ဈေးကတော့လန့်ပြန်ထွက်နေတာပဲ ဈေးကြီးပါတယ်ဆိုမှပဲဒီနှလုံးကကွဲလိုက်သေးတော့ဗောနော်မကောင်းတော့ထင်တော့ဒါတော့မယူတော့ပါဘူးရှင်သူရအတီးရအခွန်အရမ်းမာတယ်လို့ပြောပါတယ်နော်နားထောင်ကြည့်အောင်လမ်းမြိုင်ခရစ်စတန်တီးရအရသာဘယ်လိုလေးရှိမလဲဆိုတာဒီစင်းနဲ့တူတူစားကြည့်လိုက်ရအောင်နော်မာလာမာလာကြည့်အိုး နက်အဖေကတော့လေဒွင်ဒီနဲ့ခက်စစင်လေးပဲပေါ့နော်ဒွင်ဒီအနက်နဲ့ဆင်လေဒါပေမဲ့ structure အရသာတော့မတူဘူးပေါ့နော်ဒါပေမဲ့သူ့ရဲ့ဒီအနက်တမျိုးတည်းကိုပြပြတာပါရှင်အနက်လေးကတော့ဒီခက်မမွေလေးပဲတော့သွားတယ်ဒါပေမဲ့လည်းမတိမတာဘက်ကကြတော့ဒွင်ဒီအနက်ဘက်ကိုပြေးတော့ပေါ့နော်ဒါပေမဲ့သူ့ရဲ့အသာအရသာကြတော့လေဒီလမ်းကြိုက်သီးလိုလိုမျိုးဒီနမ်းပြသီးလိုလိုမျိုးဒီကြက်မောက်သီးလေးလိုမျိုးအဲ့လိုမျိုးနဲ့တူတယ်အသားလေးကခက်ကြစ်ကြစ်လေးပေါ့နော် ီသူ့မှာကြတော့လေအယောင်အားဖြစ်ရလေနှစ်ယောင်သုံးယောင်တော့ရှိတော့ဗောနော်အခုဒါသစဉ်လို့စားရကြတော့ဖတ်ဆက်အယောင်လေးဗောနော်ပုံမှန်ဆိုရင်လုံးဝခရမ်းလို့လို့အညိုလို့လို့မျိုးရှိတယ်နောက်တစ်မျိုးကကြတော့အစိမ်းနောက်တစ်မျိုးကကြတော့အဝါသီးဗောနော်ဒါကြတော့ဖတ်ဆက်သီးလေဘယ်လိုမျိုးဖတ်ဆက်သီးပုံစံကြတော့သူကဟိုဘက်မရောက်ဒီဘက်မရောက်ဗောနော်ဒီမှာသူ့အယောင်လေးကြီးကြီးလိုက်ဒီမှာလေးလို့ဆိုရင်တော့အနီဘက်လေးပြေးတယ်အနီခရမ်းဘက်လေးဗောနော်ဒီဘက်ကျတော့အစိမ်ဘက်ပြေးတယ်အဲ့လိုမျိုးလေး းပါအောင်ရက်음ဒီတခုကကြာအနံ့အရင်မစူးဒါတော့ဒီဘတ်မတွေမရှိဘောနော်ဒီဖတ်တိုင်ဘရဘရမှာပဲထွက်တယ်သူကဒီအသေးတွေကอืม ။မဆိုးပါဘူး။ကောင်းတော့ကောင်းသူ့အตาလေးကခက်ကြက်ထထောက်ပုံစံလေးလား။အိုယောဒီတလုံးကနည်းနည်းလေးအနီညိုလေးဖြစ်နေတာ။လက်နေတော့ပဲဆူဆူလေးဖြစ်နေသေးတယ်အသားကအဆအင်းစားလို့တော့ကောင်းတယ်အီအီအီကြီးအီကြီးလေးနော်ပေါ့နော် လမ်းမြိုင်ပြီးလို့လို့ကျမောက်ပြီးလို့လို့ကိုယ့်ရဲ့အတွေးပေါ့နော်ဒါအနက်လေးကနည်းနည်းလေးအီအီလို့ရှိတယ်အတိုင်းမစားလိုက်တဲ့ခါကျတော့လေအရန်ချို့တယ်ပေါ့နော်အချို့ကြိုက်တဲ့သူတွက်ဆိုအရန်မိုက်တယ်အချို့တိုက်ပြီးတော့မကြိုက်တဲ့သူတွက်ဆိုနည်းနည်းစားပြီးနော်ဤပါလောက်တယ်ဆိုတော့မဆိုအရေးကြီးတတာတယ်မအေးအေးလေးစိန်လာတော့လေစားလို့တော့အချိန်တက်တာอืม အေးဒီနေ့မှာတော့သတင်းကဟိုဒီရှိမှရှိတဲ့လမ်မြိုက်ခရစ်စတန်အသီးဆန်လေးကိုစာပြလိုက်ရောနော်။နောက်ဗီဒီယိုကြောင့်ပဲသတင်းကဘယ်လိုမျိုးစားကြလေးတွေစာပြပြီးတော့ဗာအသီးလေးတွေစာပြမယ်ပြီးတော့ဗာဖြစ်စီလေးတွေစံပြမယ်ဆိုတော့ကြည့်ရှုရပေးကြပါဦးနော်။အားလုံးနော်ဆက်လိုက်ပါအားလုံးတတား။